အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာလာမယ့်ရွေးကောက်ပွဲမှာရှင်ပြိုင်နိုင်မှုအတွက်ရွေးကောက်ပွဲအောင်နိုင်ရေးအစီအစဉ်တွေကိုဆောင်ရွက်လျက်ရှိပါတယ်။ဒီလိုဆောင်ရွက်လျက်ရှိရမှာတင်ငန်းကျုံမြို့နယ်အောင်နိုင်ရေးစခန်းကိုစတင်မာလာ၁၂ရက်နေ့ကဖွင့်လှစ်ခဲ့ပါတယ်။ဒီသတင်းကိုအလဲပန်းဝက် TV ကသတင်းတောက်မတ်ယမင်းသူကတွားရောက်သတင်းရယူထားတာပါ။ ျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့သင်္ကန်းကျွန်းမြို့နယ်အောင်နယ်ရေးရုံးခန်းဖွင့်ပွဲကိုသင်္ကန်းကျွန်းမြို့နယ်စာကရက်ွယ်ရတနာတုခလန်အမှတ်53မှာပြုလုပ်နေတာပါဒီရုံးခန်းဖွင့်ပွဲကိုတော့မနက်9:00နာရီခန့်မှာဖဲချိုးဖြတ်ပြီးတော့ဖွင့်လှစ်ခဲ့ပါတယ်အခုအောင်နယ်ရေးရုံးခန်းဖွင့်ပွဲအခမ်းအနားကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့အဖွဲ့ဝင်တွေအောင်နယ်ရေးအဖွဲ့ဝင်တွေနဲ့ပြည်သူတွေတက်ရောက်တာကိုတွေ့ရပါတယ်အဲ့ဒီအောင်နယ်ရေးရုံးခန်းဖွင့်ပွဲမှာပြည်သူလိုလားတဲ့အပြောင်းအလဲကိုဆောင်ရွက်ပေးနိုင်မှုအတွက် NLD ပါတီအနေနဲ့ ုတ်တော်ကိုယ်စားလှယ်333ဦးအထက်အနိုင်ရရှိဖို့လိုအပ်မယ်လို့ဒေါက်တာမြတ်ညာနာဆိုကပြောပါတယ်။ဒေါက်တာမြတ်ညာနာဆိုဟာလက်ရှိအမျိုးသားလှုပ်တော်ကိုယ်စားလှယ်ဖြစ်ပြီးလာမယ့်ရွေးကောက်ပွဲမှာလည်းအမျိုးသားလှုပ်တော်မှာဝင်ရောက်ရှင်ပြိုင်မှာပါ။ကျွန်တော်တို့ပြည်တော်စုလွတ်တော်ဆိုတာမျိုးသားလွတ်တော်နဲ့ပြည်သူလွတ်တော်လွတ်တော်နှစ်ရပေါင်းထားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။နိုင်ငံတော်ရဲ့ဥပဒေပြုခွင့်အာဏာတရားလုံးကဒီထဲမှာရှိပါတယ်။နောက်တစ်ခုကကြတော့ဒီပုံကိုယ်တွေရပဲ မိမိတို့လိုလားတဲ့နိုင်ငံအတွက်ကြိုက်နေတဲ့တမရနဲ့အစိုးရအဖွဲ့ကိုရွေးချယ်ပေးရတာဖြစ်ပါတယ်အဲ့တော့ simple majority လို့ခေါ်တဲ့အ ਨੇ ဆုံးတော့ရာဂိုင်လုံး90ကျော်ရမှာပြည်သူလူထုလိုလားတဲ့အစိုးရပြည်သူလူလိုလားတဲ့တမရပြည်သူလူထုလိုလားတဲ့ဥပဒေကိုကျွန်တော်တို့ပြုနိုင်မှာဖြစ်ပါတယ်ကိန်းကနာအဖြစ်တိတိကျကျပြောရမယ်ဆိုရင်အမျိုးသားလွတ်တော်နဲ့ပြည်သူလွတ်တော်ကိုယ်စားလှယ်စုစုပေါင်း 333ခုအထက်ကျွန်တော်တို့ပါတီကနေပြီးတော့အနိုင်ရရှိမှာတကယ်ပြည်သူတွေလိုလားတဲ့အပြောင်းလဲ change ဆိုတာကိုကျွန်တော်တို့ကဇက်ကနေညွတ်နေလို့မရပါဘူးပြောင်းလဲချိန်တန်ပြီခလာအမှန်တကယ်ပြောင်းလဲဖို့ energy ကိုမဲပေးဆိုအဲ့ဒီ energy ပါတီကလည်းပြောင်းလဲနိုင်အောင်လို့ဒီပြောင်းလဲကိုပေါ်ဆောင်ဖို့အတွက်ကကျွန်တော်တို့333ဆိုတဲ့ မော်ဒယ်လေးရဲ့အင်အားကိုလိုပါတယ်အဲ့ဒီအောင်နိုင်ရေးရုံးခန်းဖွင့်ပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကတာဝန်ရှိသူနဲ့ကိုယ်စားလှယ်လောင်းအချို့ကရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာတွေမဲပေးခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဟောပြောခဲ့ပါတယ်လာမယ့်ရွေးကောက်ပွဲအတွက်တင်ငန်းကျုံမျိုးနယ်ကနေတိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနဲ့အမှတ်တက်မှာဝင်ရောက်ရှေ့ပြိုင်မဲ့ကိုနေဖုံးလက်ခေါ်ကိုနေမျိုးကျော်ကလည်းနိုင်ငံရဲ့အပြောင်းအလဲနဲ့ပတ်သက်ပြီးအခုလိုပြောပါရယ် ရဲရဲကြီးအာမခံပါတယ်ကျွန်တော်တို့မဲပေးပါကျွန်တော်တို့အပြောင်းလဲတိတာထင်ရှားတဲ့အပြောင်းလဲဖြစ်ကိုဖြစ်စေရမယ်ကျိုးကိစ္စတွေက miss management management ဖြစ်တာအစီအမံခံရမှုညံပြမှုကြောင့်ဖြစ်တာကျွန်တော်တို့တိုင်းမစင်းလဲမစင်းရဲဘူးပြည်သူတွေလည်းအဲ့လောက်မညံ့ဘူးဒါပေမဲ့ဘာဖြစ်လို့ဒီလိုပေါက်တတ်ကြရတာဖြစ်နေလဲဟုတ်တယ်နော်အဲ့တော့ဒါတွေအကုန်လုံးကအစီအမံခံရမှုညံညံပြမှုကြောင့်ဖြစ်တာဖြစ်တယ်နော်ကိုကိုကိုစိတ်ကြီးဝင်တဲ့လူတွေများနေလို့ကျွန်တော်တို့ဖြစ်တာဖြစ်တယ်လာမယ့်နိုဝင်ဘာ၈ရက်မှာပြုလုပ်မယ့်၂၀၁၅အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီအနေနဲ့ တင်ငန်းကျိုးမြို့နယ်ကနေ၄ဦးဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်။ရှင်ပြိုင်ရမှာအမျိုးသားလွှတ်တော်အတွက်ဒေါက်တာမြတ်ညာနာဆိုပြည်သူလွှတ်တော်အတွက်ဥရွှေလှဝင်းတို့ရှင်ပြိုင်မှာဖြစ်ပါတယ်။တိုင်းဒေသကြီးလွှတ်တော်အတွက်မဲဆန္ဒနဲ့အမှတ်1မှာကိုနေဖုံးလက်ခေါ်ကိုနေမျိုးကျော်နဲ့မဲဆန္ဒနဲ့အမှတ်2မှာဦးမမောင်ဦးတို့ကဝင်ရောက်ရှင်ပြိုင်သွားမှာဖြစ်ပါတယ်။